နောက်ထပ်တင်ဆက်ပေးခြင်းနဲ့အာကစားသတင်းတစ်ပုဒ်ကတော့နယူးဇီလန်ကောက်သီးရိုက်ကျယ်ပွင့်လီဒီယာကိုအသက်ငယ်ဆုံးစံချိန်သစ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်။ရီယိုဘီယန်တိုအမျိုးသမီးကောက်သီးရိုက်ပွဲစဉ်တစ်ခုဖြစ်တဲ့နယူးဇီလန်ဝီမန်အိုပင်ကောက်သီးရိုက်ပြိုင်ပွဲပွဲစဉ်မှာနယူးဇီလန်အမျိုးသမီးကောက်သီးရိုက်ကျယ်ပွင့်တစ်ပွဲဖြစ်တဲ့လီဒီယာကိုဟာအသက်ငယ်ဆုံးစံချိန်သစ်ကိုတင်နိုင်ခဲ့ပါတယ်။ လီဒီယာကိုဟာအခုလက်ရှိပြိုင်ပွဲမှာဘိုးဆွဲခဲ့စဉ်ကအသက်15နှစ်8လ18ရက်သာရှိပြီး2006ခုနှစ်ဩစတြေးလျမှာကျင်းပခဲ့တဲ့ Ladies Master ပြိုင်ပွဲမှာတောင်ကိုရီးယားမှာ Amiyan တင်ထားတဲ့16နှစ်6လ8ရက်စံချိန်ကိုချိုးနိုင်ခဲ့ပြီး Rubian တိုးသမိုင်းမှာတန်ငယ်ဆုံးဘိုးဆွဲခဲ့သူဖြစ်လာပါတယ်။လီဒီယာကိုဟာ2012 NSW Open မှာအသက်ငယ်ဆုံး Profession ဆုနဲ့2012 Canada Open မှာအသက်ငယ်ဆုံး LPGA တိုးဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။